တန်တရာဖြစ်เสียရရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီရကင်းတဲ့အကွာဝေးရောက်ရင်အမှတ်အသားသေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာအဖွဲ့အစည်းတွေစီအသိပေးပါအမှတ်အသားထားခဲ့ဖို့အန်ဒီရများနေတယ်ဆိုရင်လေနေရာကိုတိချာမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါမန္တလေးတောင်ငင်းကြံမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ဒီတာယူမွန်ပြူစောတီအဖွဲ့ရဲ့ drone တစ်စီးကိုသိမ်းနိုင်ခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပါကာဖာတာဝန်ရှိသူက People's Spring ကိုပြောပါတယ်။အောက်တိုဘာ29ရက်မနေ့ကမြင်းကြံမျိုးရဲ့အနောက်ဘက်ခြမ်းကနေ drone ကိုရရှိတာလို့ဆိုပါတယ်။တိုက်ပွဲဖြစ်တဲ့နားမှာ drone နဲ့ခြာရင်ကနေဘက်ထရီအကုန်ပြီးပြတ်ကျတာဖြစ်မယ်လို့နထိုးကြီးမြို့နယ်ပါကာဖာတာဝန်ရှိသူကပြောပါတယ်။ဒါပေမဲ့ drone ရရှိတဲ့ဒေသအခြေအနေအသေးစိတ်ကိုတော့လက်တလောစစ်ရေးအရာဖော်ပြဖို့မသင့်သေးဘူးလို့ပြောပါတယ်။မြင်းကြံခရိုင်ကတောင်တာမြင်းကြံနဲ့နထိုးကြီးမြို့နယ်တွေကိုဒီနှစ်ဩဂတ်ကလေးကစစ်ကောင်စီတပ်စစ်ကြောင်းတွေထိုးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ25ရက်ကနေအောက်တိုဘာ12ရက်အထိတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်အထင်အားပြီးစစ်ဦးလံအောင်တိုက်ခိုက်ခံရပါတယ်။အထိတိုက်ပွဲတွေမှာဗိုလ်မှူးအဆင့်အပါဝင်တေဆုံးမှုအများပြားရှိပြီးလက်နက်မျိုးစုံ90နီးပါးသိမ်းနိုင်ခဲ့တယ်လို့နထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ငင်းကြံခရိုင်အမှတ်၄နဲ့30တရင်ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ တန်တရာဖြစ်เสียရာရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီရကင်းတဲ့အကွာဝေးရောက်ရင်အမှတ်အသားတေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာအဖွဲ့အစည်းတွေစီအသိပေးပါအမှတ်အသားထားခဲ့ဖို့အန်ဒီရများနေတယ်ဆိုရင်လေနေရာကိုတေးချမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါ